တသောဗျာဒိကင်ကိုရမြတ်ကဟောကြားဆုံးမပြီးတတိပေးတာရှိတယ်။စရန္တိဘာလာထုံမေတာမစင်းစားတတ်တဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်ဒုံမေတာလို့ခေါ်တယ်။ဒုံမေတာစင်္သာညာလုံးဝမရှိတဲ့ဘာလာမယူရဲတွေဟာအသိပညာလုံးဝကင်းမဲ့တဲ့မယူရဲတွေဟာဘာလို့တော့ အမိတ်တနေဝအတနာမိမိကိုယ်တိုင်မိမိရဲ့ယန္တုဖြစ်ပြီးတော့စရန္တိဘဝမှာသွားလာနေထိုင်ကြတယ်။တခြားယန္တုမဟုတ်ဘူးကိုယ့်အကိုပဲဖြစ်စည်းနေကြ။တမောတန်ဖြတ်တန်ကြီးတက်တန်ကြီးတက်တန်ကိုဖြတ်ဆိုတာတန်ကြီးကတန်ကိုဖြတ်တယ်လို့ပဲထိုပုဂ္ဂိုလ်ရာကိုယ့်ရဲ့လောရကကိုယ့်ကိုဖြစ်စည်းနေတယ် မိမိကိုယ်တိုင်သည်သာလေမိမိယံသူဖြစ်တယ်ကရွန်တာပါပကံကမ္မံယံဟောတိကတုကပ္ပလံအကျိုးပေးလို့ရှင်အလွန်ခံရခက်တဲ့ဆိုးကျိုးကိုပေးတတ်တဲ့အောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေတယ်အောက်တန်းကြတဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေလှုပ်ချင်အပြစ်ထို့လှုပ်ရကြောင်ဆိုးကျိုးတွေဟာတနေ့ကိုစီရောက်လာ ကိုမရောက်စေခြင်းမှုဆိုတဲ့ဆိုချိုတွေကိုနော်ဝိစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ဒီမူရစေဝါရဲ့ဆိုချိုကိုခံရမှာဖြစ်တယ်မရောက်စေခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုစီရောက်လာမှာပဲဖြစ်တယ်နော်အဲ့ဒါမိမိကိုယ်တိုင်ကမိမိရဲ့ယံသူဖြစ်တယ်တခြားယံသူမဟုတ်ဘူးဒါကိုရသော်ဗျာတတိပေးပြီးတော့ဟောကြားတာပဲဖြစ်တယ် အဲ့တော့တပည့်ကဒေသနာတော်ကိုကြည့်မယ်ဆိုရင်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတာတွေလုပ်နေသည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေဖြစ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရပြီးကြီးပွားနေကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ကိုယ့်ကိုယ်မိတ်ဆွေလားကိုယ့်ရဲ့မိတ်ဆွေလားကိုယ့်ရဲ့ယန္တုလားဆိုတာမြေရာဆင်ရှင်သုံးသပ်ကြည့်ရ ရန်သူနဲ့မိတ်ဆွေဆိုတာကောင်းကျိုးပေးလို့ရှိရင်ရန်သူမိတ်ဆွေဆိုးချိုးဖြစ်ပေါ်စေရင်ရန်သူကိုယ်တန်တမှာမကောင်းတဲ့အကျိုးတွေဖြစ်စေတည်းများရန်သူကလှုပ်ထတာဖြစ်တယ်ပေါ့ကောင်းကျိုးချမ်းသာတွေဖြစ်လာတည်းများမိတ်ဆွေရဲ့အကူအညီသာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်တန်တမှာမကောင်းကျိုးတွေဖြစ်ပေါ်လာနေပြီဆိုလို့ရှိရင် ငါဟာငါရဲ့ရန်သူဖြစ်နေပြီလို့ကိုယ်ကိုစဉ်းစားချင်းကိုယ်ကိုဖြစ်စီတယ်ဆိုတော့လောရတေဟာဘာတွေနဲ့ဥပမာတူတော့ဆိုရင်ဝါဖွဲ့နေဝါပင်ကိုသိစေတယ်ကျူခွင်းကကျူပင်နေပွင့်ရင်ကျူပင်သေးတယ်ပေပင်ကအတိတိလို့ရှိရင် ပေပင်သေးတယ် ငပြောပင်ကငပြောသီးသည်ငပြောပင်ကိုတတ်တယ်ဒီလိုဆိုဖလံဝေကတလေဟန်တုဟန်တိဖလံဖလံဝေလုံဖလံနလံအသီးကငပြောပင်ကိုတတ်တယ်အသီးကဝါပင်ချူပင်ကိုတတ်တယ်ဟော မကောင်းတဲ့လုပ်ရမကောင်းတဲ့စိတ်ဓာတ်ကထိုမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကိုဖြတ်စည်းတယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေမှတ်တမဲမနေကြရဘူးဘဝရလာတဲ့အခါမှာအတိညာဉ်ကိုအသုံးချရမယ်အသုံးချပြီးငါသည်ငါကိုယ်တိုင်ငါရဲ့ရန်သူမဖြစ်အောင်နေရမယ် ငါဒီငါရဲ့မိတ်ဆွေရင်းချတာဖြစ်ရမယ်လို့ဒီလိုနှလုံးသွင်းစဉ်းစားမှုလိုအပ်တယ်ပေါ့